သူအကျိုးပြုကိစ္စရပ်တွေထဲမှာလမ်းပန်းဆက်သွယ်ရေးအပါဝင်အခြေခံဆောက်အုံကောင်းမွန်အောင်တည်ဆောက်မှုတွေနဲ့တနိုင်ကလုံးအတိုင်းတာနဲ့ညှက်စင်မီနေရေးကိစ္စတွေလည်းပါဝင်ပါတယ်။ကျမတို့အစိုးရတာဝန်ယူချိန်မှာတနိုင်ကလုံးညှက်စင်မီအာရရှိမှုမှာ34ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ဒီကနေ့ဒီအချိန်မှာတော့တနိုင်ကလုံးရဲ့58ရာခိုင်နှုန်းနေပါရရှိနေပြီးတော့2025ခုနှစ်မှာတနိုင်ကလုံးရဲ့85ရာခိုင်နှုန်း2000 30ပြည့်နှစ်မှာတနိုင်ငံလုံးတရားရဂိုင်းနှုံးကျော်ရရှိလာအောင်ဆက်လက်ကြိုးပမ်းတော်မှာဖြစ်ကြောင်းအသိပေးလိုပါတယ်။ဒါအပြင်လူတိုင်းလက်လှမ်းမိနိုင်တဲ့ကျန်းမာရေးလွှမ်းခြုံမှု Universal Health Coverage ဆိုတာကလည်းကျမတို့ဂတိကဝတ်ပြုထားခဲ့တာပါ။ရှေ့လာမယ့်၅နှစ်တာအတွင်းမှာလိုအပ်တဲ့ဆေးဝါးပစ္စည်းကျန်းမာရေးအထောက်အကူပစ္စည်းတွေကိုပြည်တွင်းမှာပဲထုတ်လုပ်နိုင်ဖို့နိုင်ငံတကာအဆင့်မီဆေးရုံတွေဆေးကန်းတွေနဲ့ဝန်ဆောင်မှုပေးနိုင်ဖို့ ကျမရေးစောင့်ရှောက်မှုဆိုင်ရာဤပညာတွေတိုးတက်မြင့်မားလာဖို့ပြည်သူကျမရေးစောင့်ရှောက်မှုအဆင့်မြင့်တင်ပြီးပြည်ပထွက်ငွေလျှော့ချနိုင်ဖို့အတွက်ကျမရေးအထောက်အကူပြုလုပ်ငန်းတွေပယ်မှာယင်းနှိမ့်မြှုပ်နှံမှုတွေတရှိန်ထိုးတိုးတက်လာဖို့အထူးစီမံချက်တွေအခြားမှဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မြမစီးပွားရေးထိခိုက်မှုကိုတွန်းလှန်လူမျိုးနှံရေးပြုပြင်ပြောင်းလဲရေးစီမံချက် MBRRP မူကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်။ အဲ့ဒီစီမံချက်မှာပါတယ်ကာလလလူ90များအနေနဲ့အများဆုံးသိတာနိုင်တဲ့လူ90များကိုရွေးချယ်ပြီးအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ် MBRRP ဟာစီဝါရေးကဏ္ဍကိုပုံမဆောင်ပေးထားပြီးအဲ့ဒီစီမံချက်မှာပါတဲ့လူ90များကိုအကောင့်ထဲပေါ်ခြင်းအပြင်မြန်မာနိုင်ငံရေရှည်တည်ထောင်ခိုင်မြဲပြီးဟန်ချက်ညီတော်ဖွံ့ဖြိုးတိုးတက်မှုစီမံချက်ပါရည်မှန်းချက်များကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်ယင်းနှိမ့်နှံမှုများပုံမျောအကောင့် လာစေဖို့အတွက်ယင်းနှိမ့်နှံမှုအဆိုပြုလွှာများကိုလက်ခံစစ်ဆေးခွင့်ပြုပေးခြင်းထက်ယင်းနှိမ့်နှံမှုအခွင့်အရေးများဖန်တီးပြီးပြည်ရင်းပြည်ပယင်းနှိမ့်နှံသူများဖိတ်ခေါ်ဆောင်ရွက်တော်မှာဖြစ်ပါတယ်။အဲဒါကြောင့်များမကြာမီအချိန်အတွင်းမှာပြည်ရင်းပြည်ပနဲ့ဖက်ဆက်ယင်းနှိမ့်နှံမှုတွေအကောင့်ထဲပေါ်တဲ့အခြေခံအဆောက်အဦတွေပေါ်လာနိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ COVID-19 ကာလအတွင်းနဲ့ COVID-19 ကာလအလွန်များမှာ စီးပွားရေးတုံ့ပြန်မှုအပေါ်အခြေခံပြည့် ဗန္ဒာယီနဲ့ငွေကြေးလှုံ့ဆော်မှုများကိုထိရောက်စွာအကောင့်ထဲပေါ်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်အသုံးစီများကိုလည်းထိရောက်တဲ့နေရာများမှာပုံမှုသုံးဆွဲပြီးပုဂ္ဂလိကခန္ဓာကိုပုံမှုတွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာအလွန်ရေးပါတဲ့ခန္ဓာတစ်ခုကတော့ပညာရေးခန္ဓာဖြစ်ပါတယ်။ပညာရေးခန္ဓာတိုးတက်မှုဟာရေရှည်လူငန်းစဉ်တရားဖြစ်ပါတယ်။နိုင်ငံတော်အနေနဲ့လည်းပညာရေးခန္ဓာဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတော်ယင်းနှိမ့်နှံမှုများပုံမဆောင်ရွက်သွားမှာဖြစ်တဲ့အပြင်ပုဂ္ဂလိကပညာရေးကန္တကိုလည်းအားပေးသွားမှာဖြစ်ပါတယ်ခိရဲ့လိုအပ်ချက်များနဲ့ကိုက်ညီတဲ့ပညာရေးစနစ်အပြောင်းလဲတွေကိုဆောင်ရွက်မှာဖြစ်ပါတယ်အသက်မွေးဝန်းကျောင်းပညာကိုချဲ့ထွင်အပိချင်းဖြင့်ကျမတို့လူငယ်များအလုတ်ကံရရှိရေးဘဝလုံခြုံမှုခိုင်မာရေးကိုအမခိုင်နိုင်သွားမှာဖြစ်ပါတယ်။ပညာရေးရဲ့အဓိကစွမ်းအားကတော့ရင်ဆိုင်ရမယ့်ပြဿနာများကို အကောင်းဆုံးဖြစ်ရှင်းနိုင်မဲ့လမ်းရှာဖွေလျှောက်လှမ်းနိုင်တဲ့အရေးချင်းတွေဖြစ်စီပေးခြင်းပဲဖြစ်ပါတယ်။2021ခုနှစ်နဲ့နောက်လာမယ့်နှစ်များမှာကျမတို့နိုင်ငံရင်ဆိုင်ရမယ့်ပြည်တွင်းပြည်ပစင်ခုံမှုများကိုဆင်ဆက်မပြတ်ကျော်လွှားနိုင်စမ်းရှိတဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ထိန်းသိမ်းရေးတာဝန်ကိုကျေပြွန်စွာထမ်းဆောင်နိုင်မယ့်ပြည်သူပြည်သားများပြည့်စုံပြည့်ထောင်ပေးမယ့်ပညာရေးစနစ်ကိုအကောင်အထည်ဖော်ဖို့ဟာဖြစ်ပါတယ်။ နှစ်သစ်ဆိုတဲ့အနာဂတ်ကိုမျှော်လင့်ချက်နဲ့လှမ်းကြည့်ကြတဲ့အချိန်ဟာအတိတ်ရဲ့သင်္ကန်းစာတွေကိုယူပြီးပုံမှန်ကောင်းမွန်တဲ့ဘဝတည်ဆောက်ရေးအတွက်အခွင့်လမ်းကိုမြင်ကြပါတယ်။တခါကနှစ်သစ်ကူးချိန်မှာကျမဘာအတွက်များဆူတောင်းပါလေလို့အမေခံခဲ့ရပါတယ်။စဉ်းစားလိုက်တော့ခေါင်းထဲပေါ်လာတဲ့အတွေ့အတိုင်းပဲပြည်သူတဦးချင်းစီ တာဝန်ကျေစီခြင်းနဲ့လို့ပြန်ပြောခဲ့ပါတယ်။ယခုဒီဖြေပေါ်မှာအတိတ်ပဲနည်းနည်းချက်ပြီးတော့ပြောချင်ပါတယ်။တာဝန်ကျေဖို့ကပထမလိုအပ်ချက်ကတော့တာဝန်သိဖို့ပဲဖြစ်ပါတယ်။ လောဘဒေါသမောဟရဲ့တွန်းပို့မှုကပေါ်လာတဲ့လူအင်ဆန္ဒတွေဟာကိုယ့်ရဲ့တာဝန်တွေရဲ့လို့မှားပြီးမထင်မှုဖို့အင်တာအရေးကြီးပါတယ်။တာဝန်ကိုအမှန်သိဖို့ကြိုးစားကြပါ။ကိုယ့်ရဲ့လက်ပြကျင်းမှုရှိမှတဲ့တဲ့ရက်ပြီးကိုကတာဝန်ဘာလို့သတ်မှတ်ထားတာတွေဟာကိုယ့်အတွက်လားအခြားအများအတွက်လားယူဖို့အတွက်လားပေးဖို့အတွက်လားတတိရှိရှိနဲ့အဖြေပံကို လက်ခံပြီးတာဝန်ခြေပြုံဖို့အတွက် ျမတို့ပြည်သူတွေလှုပ်ဆောင်နိုင်မယ်ဆိုရင်2021ခုနှစ်မှာသာမကနောက်လာမယ့်နှစ်တွေမြောက်များစွာမှာလည်းကျမတို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက်စိတ်ချရမှာဖြစ်ပါတယ်